မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဆန္ဒရှင်ချုပ်ငိမ့်ရေးပန်းတိုင်ကိုမြင်နေရပြီဖြစ်တယ်မဟာမိတ်စုဖွဲ့မှုတွေကိုအကြေပြန်ဆုံးနဲ့အခိုင်အမာဆုံးတိုးချဲ့ရမှာဖြစ်တယ်လို့ UNG ရိုက်သမရဒူဝါလက်ရှိလက်ကတိုက်တွန်းပြောဆိုလိုက်ပါတယ်စကိုင်းတိုင်းမုံရွာမြို့နယ်ကအကြံဖက်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့စစ်တပ်ကကင်းစခန်းကို PDF တပ်တွေကတိုက်ခိုက်မှုအတွေ့ စစ်ကောင်စီတပ်သားအယောက်20ကအသီးသီးတေကုန်ကြတယ်ပြင်ငါးဦးကိုပါအရှင်ဖမ်းမိထားပြီးတနက်6လက်လက်တင်းစီရရှိထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဆန်နရှင်ချုံငိမ့်ရေးပန်းတိုင်ကိုမြင်နေရပြီဖြစ်တဲ့အတွက်မဟာမိတ်စုဖွဲ့မှုတွေကိုအကြေပြန်ဆုံးနဲ့အခိုင်အမာဆုံးတိုးချဲ့ရမှာဖြစ်တယ်လို့ MG ရိုက်သမရဒူဝါလက်ရှိလက်ကတိုက်တွန်းပြောဆိုလိုက်ပါတယ်ယမန်နေ့ကပြုတ်လုပ်သွားတဲ့အမျိုးသားညွေအစိုးရရဲ့ 18မြန်ဆောင်2024အစိုးရအဖွဲ့အစည်းအဝေးမှာ MG ရိုက်သမရဒူဝါလက်ရှိလက်ကပြောတော့တာပါလက်ရှိအခြေအနေမှာဆန္ဒရှင်ချုပ်ငြိမ်းရေးပန်းတိုင်ကိုမြင်နေရပြီလို့ပြောနိုင်ပေမဲ့ပန်းတိုင်ကိုမရောက်သေးဘူးဆိုတာကိုတတိချက်ချဖို့လိုတာကြောင့်အခုတက်ပို့ပြီးအာမခံချက်ရှိတဲ့အောင်ပွဲတွေကိုရနိုင်ဖို့အတွက်မဟာမိတ်စုဖွဲ့မှုတွေကိုအကျယ်ပြန့်ဆုံးတဲ့အခိုင်အမာဆုံးတိုးချဲ့ဖို့လိုအပ်ပြီးဘန်းမဝင်ခင်တက်မထောင်ပဲလှုပ်တင်လှုပ်တိုက်ဓာတ်တွေကိုစနစ်တကျအားထုတ်လှုပ်ဆောင်ကြဖို့တိုက်တွန်းခြင်းပါတယ်လို့ ရိုက်သမတ်ဒူဝါလက်ရှိလက်ကပြောသွားပါတယ်လက်ရှိနှွေဦးတော်လန်ရဲ့အရှိန်ဟုန်ကိုဒီထက်ပိုပြီးဆက်လက်မြင့်တင်ဖို့အတွက်တော်လန်ရဲ့အင်အားစုတွေအနေနဲ့လည်းအချင်းချင်းစုဖွဲ့ကြပြီးတူတာတွေကိုပေါင်းလို့မတူတာတွေကိုခွဲလို့ဆိုတဲ့မိဖက်အဆင့်ထက်ကြော်လွန်နိုင်ဖို့လိုအပ်တယ်လို့အမျိုးသားညီညွတ်အစိုးရအယူကြီးနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေကြားမှာလေအခုတပ်ပုံမိုးကြစ်လက်ခိုင်မာတဲ့မဟာမိတ်စုဖွဲ့မှုတွေကိုအကျယ်ပြန့်ဆုံးနဲ့အခိုင်အမာဆုံးတိုးချဲ့ရမှာဖြစ်တယ်လို့အယူကြီးရိုက်သမတ်ဒူဝါလက်ရှိလက်ကတိုက်တွန်းပြောဆိုတော့ပါတယ်ခင်ဗျာ ဖက်မှာတော့စကိုင်းတိုင်းမုံရွာမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့စစ်တပ်ကာကင်းစခန်းကို PDF တပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်းစေကောင်စီတပ်သားအယောက်20ကအသီးသီးသေကုန်ကြတဲ့အပြင်ငါးဦးကိုပါအရှင်ဖမ်းမိထားပြီးတနက်ကိုလက်လက်တင်းစီရရှိထားတယ်လို့စကိုင်းတိုင်းပကဖရဲ့တာဝန်ရှိသူတူကပြောပါတယ်ဇွန်လ17ရက်နေ့ဖြစ်တယ်မနေ့ကပဲ မုံရွာမြို့ကစစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ထနာချုပ်ကြီးအနီးမှာရှိတဲ့စစ်တပ်ကကင်းစခန်းကိုရင်းမာပင်မြို့နယ်ပကပတပ်ဖွဲ့တဲ့အတူ PDF တရင်တပ်ဖွဲ့တွေကဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ရမှာမိနစ်30အတွင်းစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားအယောက်20ကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်စစ်သား9ဦးကိုပါအရှင်ဖမ်းမိထားပြီးတနက်6လက်ကိုလည်းသိမ်းစီရရှိခဲ့တယ်လို့စကိုင်းတိုင်းပကပရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ် ဖန်စီရမိထားတဲ့စစ်ကောင်စီတပ်သား၅ဦးဟာခမရ106ကတပ်သားနေထက်အောင်တပ်ထုံးနိုင်ရှိုင်းထက်အောင်ခမရ368ကတပ်သားလွမ်းငိမ့်သူနဲ့ရဲတပ်သားဖြိုးတက်အောင်ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်ခင်ဗျအခုတခါပဲခူးတိုင်းဘက်မှာလေ နတလင်းမြို့နယ်မှာ PDF တပ်ဖွဲ့တွေရဲ့သတင်းတွေကိုလိုက်လံစုံစမ်းထောက်လန့်နေတဲ့စစ်ကောင်စီတပ်သားမောင်နိုင်ဆိုသူကိုဒေါ်လန်ရဲတပ်တွေကဖမ်းဆီးရမိတဲ့အချိန်တနက်လှုပ်ပြီးထွက်ပြေးတဲ့အတွက်ပြစ်ခတ်ရှင်းလင်းရမှာသေသွားပြီလို့တရားဝရီခံ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။အဲ့ဒီစစ်ကောင်စီရဲ့တပ်သားမောင်နိုင်ဆိုတဲ့သူဟာခမရ431တက်ရင်ကဖြစ်ပြီးနတလင်းမြို့နယ်မှာ PDF တပ်ဖွဲ့တွေရဲ့သတင်းတွေကိုလိုက်လံစုံစမ်းနေတဲ့အချိန်လေအင်းမကြေးရွာမှာတော်လန်ရဲတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်။ အဲ့ဒီနောက်သူစီကနေအထောက်အထားတွေပါတင်းစီရရှိထားပြီးဖန်းစီစစ်စင်းနေတဲ့အချိန်တော်လန်ရေးရဲဘော်တဦးစီကနေတနက်ကိုလွတ်ယူထွက်ပြေးတဲ့အတွက်လိုက်လံပစ်ခတ်ဖန်းစီရမှာသေသွားတယ်လို့တာယာဝတီ KPD ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းတိုင်းမုံရွာမြို့ကတက်ခဲ့ချင်းကြေးရွာမှာပြည်သူတအုပ်ကိုအကြမ်းဖက်စစ်တပ်ကတပ်ဖြတ်လိုက်ပြီး လွန်ခဲ့တဲ့3လကျော်ကဖမ်းဆီးသွားတဲ့တက်ကဲချင်းကြေးရွာသားအယောက်90ကျော်ရဲ့တည်င်းအဆနာလဲမရတော့ပဲပျောက်ဆုံးနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဇွန်လ9ရက်နေ့ကပဲမုံရွာမြို့နယ်နှစ်မိုင်ခန့်အကွာကတက်ကဲချင်းကြေးရွာကိုအကြမ်းဖက်စစ်တပ်ကထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာပြီးကြေးရွာတွေကရတပ်ပြည်သူတို့အုပ်ကိုအကြောင်းမဲ့ပစ်ခတ်တပ်ဖြတ်လိုက်တယ်ဆိုပါတယ်အဲ့ဒီလိုပဲလွန်ခဲ့တဲ့3လလောက်ကလည်းတက်ကြင်ချီရွာကိုအကျန်းဖက်စစ်ကောင်စီတပ်သားတွေစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်တုန်းကလည်း နေအိမ်တွေကိုမိရှုဖြက်စီးသွားရုံနဲ့မကပြည်သူအယောက်90ကျော်ကိုပါဖမ်းဆီးသွားပြီးလက်ရှိချိန်အဲ့ဒီပြည်သူအယောက်90ကျော်ရဲ့တည်င်းအစနာလည်းမရတော့ပဲပျောက်ဆုံးနေကြပြီလို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျာတပတ်မှာတော့အကြံဖတ်စကောင်စီရဲ့ဗဟိုဘဏ်ကနေပုဂ္ဂလိကဘဏ်တွေမှာသိမ်းရာနဲ့ချီတဲ့ငွေလွှဲပြောင်းမှုတွေကိုအကြောင်းအရာခိုင်လုံအောင်မေးမြန်းပြီးမှလက်ခံလွှဲပြောင်းပေးဖို့ညွှန်ကြားထားပြန်တယ်လို့ပုဂ္ဂလိကဘဏ်အတိုင်းဝိုင်းကပြောပါတယ်အခုဇွန်လဇန်ပိုင်းကစပြီးပုဂ္ဂလိကဘဏ်တွေအနေနဲ့ ငွေလွှဲပြောင်းမှုတွေကိုအထူးစီစစ်ဖို့နဲ့တိုင်းရာနဲ့ချီတဲ့ငွေလွှဲပြောင်းမှုတွေကိုမြည်သည့်အတွက်ကြောင့်လွှဲပြောင်းရတာလဲဆိုတာကိုအကြောင်းအရာခန့်ခိုင်းမှမှမေးမြန်းပြီးမှလွှဲပြောင်းပေးဖို့စစ်ကောင်စီရဲ့ဗဟိုဘဏ်ကနေညွှန်ကြားထားတယ်ဆိုပါတယ်။အယောင်းဝယ်ကိစ္စဆိုရင်ဘလို့အယောင်းဝယ်လဲဟိုဘက်ကလက်ခံမှာကဘသူလဲဒီဘက်ကဘာကြောင့်လွှဲမှာလဲအဲ့ဒါတွေကိုအတိအကျမှတ်တမ်းတင်ထားဖို့ ਨੇ မတင်ငါဘူးထင်ရင်ငွေလွှဲပြောင်းမှုတွေကိုမှတ်သားထားဖို့ညွှန်ကြားထားတာတွေပါရှိလာတယ်လို့ပုတ်လိကဘဏ်အတိုင်းဝိုင်းကပြောထားပါတယ်။အကြံဖက်စစ်ကောင်စီက အဲ့ဒီလိုပုဂ္ဂလိကဘဏ်တွေကိုငွေလွှဲပြောင်းမှုအပိုင်းမှာရာနဲ့ကြီးတဲ့ငွေလွှဲပြောင်းမှုတွေကိုစီစစ်ဖို့ညွှန်ကြားလာပေမယ်။မြည်သည့်အတွက်ကြောင့်ညွှန်ကြားတယ်ဆိုတာကိုမဖော်ပြပေ။တရားမဝင်ငွေလွှဲပြောင်းမှုတွေ၊ဟွန်ဒီတွေ၊ဒေါ်လာရေးအဖွဲ့တွေစီကိုထောက်ပံ့မှုတွေမှာလိုက်လံစုံစမ်းဖို့ညွှန်ကြားတဲ့သဘောပဲလို့ပုဂ္ဂလိကဘဏ်အတိုင်းဝိုင်းကတုံ့တက်ပြောဆိုထားကြပါလိမ့်ခင်ဗျ။ဟုတ်ကဲ့။ဒါကတော့ရုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်နိုင်ငံပါ။